င်္ဂလာပါရှင်။ဧပြီလ16ရက်ဗုဒ္ဓဘူးနေ့ရက်တိမဖွဲ့ရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့အခွန်အောက်စစ်ပွဲတွင်နိုင်သူမရှိကြောင်းရှီကျင်းဖင်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က၎င်းရဲ့နောက်ဆုံးအခွန်အခောက်များနဲ့အတူကမ္ဘာလုံးဆိုင်ရာစီးပွားရေးကိုဖိအားပေးပြီးနောက်မကြာမီပင်တရုတ်နိုင်ငံရဲ့ခေါင်းဆောင်ရှီချင်းဖင်ဟာကမ္ဘာကုန်သွယ်ရေးအတွက်တရုတ်နိုင်ငံရဲ့ဂတိကဘုတ်ကိုအချက်ပြတဲ့အနေနဲ့တနင်္လာနေ့ကဗီယက်နမ်နိုင်ငံသို့သွားရောက်ကာအရှိတောင်အာရှတွင်၎င်းရဲ့တန်တမန်ရေးရာသတင်းတပတ်ကိုစတင်ခဲ့ကြောင်း Time သတင်းကဖော်ပြခဲ့ပါသည်။ ထရန့်ရဲ့အခွန်စည်းကြမှုအချို့ကိုခိတရထားတော်လဲကမ္ဘာဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံတရုတ်ကိုအခွန်145ရာခိုင်နှုန်းချမှတ်ထားပါတယ်။အခုသတင်းပတ်အတွင်းရှီယက်ခီစင်ဟာအရှိတောင်အာရှအာတရုတ်နိုင်ငံသည်သမ္မတဒေါ်နယ်ထရန့်လက်ထက်တွင်အမေရိကန်ကကမ္ဘာတဝန်းလုံးသို့ပြုမူပုံနီလန်းနှင့်ဆန့်ကျင်ဘက်ဖြစ်သောတာဝန်သည့်စူပါပါဝါနိုင်ငံဖြစ်ကြောင်းပြသနိုင်စေတယ်လို့စင်ကာပူ ECA Youth Sort It Ha Institute မှာအေပါမောခငွေငကခန်းကပြောပါရယ်။ BNN နဲ့တရုတ်တရားဝေမီဒီယာများတွင်ပူတဲ့ထုတ်ဝေသောအယ်ဒီတာအာဘော်တွင် ကုန်သွယ်ရေးစစ်ပွဲသို့မဟုတ်အခခွန်စစ်ပွဲမှာအောင်းနိုင်သူမရှိဘူးလို့ရှေ့ကရေးသားခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ဖိလစ်ပိုင်ကကံလောင်မီတောင်လေတဲကိုပြမှုများမှုထုတ်ပြီးငလင်အကျဉ်းရေ30ကျော်လှုပ်ခတ်တဲ့တင်ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံအလဲပိုင်းတွင်လှုပ်ရှားနေသောမိတောင်ဖြစ်တဲ့ကမ်လောင်မိတောင်မှာတနင်္လာနေ့ဧပြီ14ရက်မွန်တက်မတိုင်းမီငလင်တာစင်ပေါင်းများစွာလှုပ်ခတ်သွားပြီးနောက်မိတောင်မှာထူထပ်သောမိဂိုများမီတာ800အမြင့်ထိထွက်လာတာကိုမိတောင်ပညာရှင်များကသတင်းပို့ခဲ့ကြောင်းကပ်ယူသတင်းကဖော်ပြခဲ့ပါသည်လလော့ဆယ်မှာပြရီဟာမိထောင်ရဲ့အနောက်အနောက်မြောက်ဘက်လွင်ပြန်နေပါတယ်။လကလူတာမျိုး၊ဘာကိုမျိုးနဲ့အချာအနီနာမျိုးများမှနေထိုင်သူများအနေဖြင့်ပြများကြလာနိုင်ပါတယ်။ ကန်လာမီတောင်ဟာတတိပေးချက်အဆင့်သုံးကိုကျော်သွားပါပြီလို့ဆိုပါတယ်မီးတောင်ကျွမ်းကျင်သူများကတနင်္လာနေ့နဲ့နဲ့ဆယ်နာရီအထိလွန်ခဲ့တဲ့24နာရီအတွင်းကန်လောင်တွင်မီးတောင်ငလျင်33ကျိန်ထက်မနည်းလှုပ်ခတ်ခဲ့ကြောင်းအစီရင်ခံခဲ့ပါတယ်။ကန်လောင်မီးတောင်ဟာဖိလစ်ပိုင်အလဲပိုင်းရှိနီဂရိုစ်ကျွန်းတွင်တည်ရှိကြောင်းလည်းသိရှိရပါတယ်ရှင်။